နေပြည်တော်ကျင်းရွာချိုတီ PDF များစီယုံရေးလုပ်လာတဲ့အတွက်တိုင်းမှုခံဝင်ထွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်ကောင်စီနေနေတဲ့ကမြို့နယ်ချိုမှာ PDF တွေကကျင်းရွာတီဝင်ရောက်ပြီးစီယုံရေးလုပ်လာတာကြောင့်ဘုတ်ချုပ်စိုးမင်းတတိပေးခံဝင်ထိုးရတယ်လို့နေပြည်တော်စစ်သည်ရင်းမြစ်တွေစီကသိရပါရယ်။ နေဝင်းမြို့နယ်ကကျေးရွာသို့မှ PDF တွေကရွာသားတွေကိုစီယုံရင်းဆင်းတဲ့ကိစ္စကိုစစ်ထောက်လန်ရေးဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုတင်ပြခဲ့တာကြောင့်ဗိုလ်ချုပ်စုံမင်းကို AB 29ရက်ကတတိပေးခံဝင်ထုတ်ခိုင်းထားတယ်လို့ညီပြည်တော်သတင်းရင်းမြစ်ကပြောပါရယ် နေပြည်တော်မှာရှင်းမြို့နယ်ရှိတဲ့လင်းမြို့နယ်လောက်မှာ PDF တွေဝင်ပြီးနေရယူနေတဲ့စီးရုံးနာတွေလုံနေတဲ့တချို့နေရာတွေမှာတနက်တည်းပေါ်တင်လွယ်ပြီးသွားရပြီးရှိရဲဒါကိုထောင်လိုင်းကတင်ပြရတဲ့နဘာသာတိုင်းမှုကမသိဘူးဒါကြောင့်ခံဝင်ထိုးရတော့နေပြည်တော်လမ်းပိုင်းချုပ်မှာ PDF တွေကရှင်းစစ်ဆေးတာတိုက်ပွဲဖော်ဆောင်နေရရင်ရှိလာတဲ့အပြင်စီးရေးတာဝန်တွေသွားလာနေတဲ့ပုံမိုးစစ်တွေပါဖမ်းဆီးခံရတာကြောင့်လည်းတတိပေးခံဝင်ထိုးရတယ်လို့စာကခချောင်းနဲ့နိစက်တဲ့သတင်းရင်းမြစ်တွေကပြောပါရီး ီပြည်တော်လမ်းပိုင်းမှာတက်ကရရှိကို PDF တွေကမကြခဏဖမ်းနေတဲ့ကိစ္စတွေလည်းပါတယ်။လေဝင်းမြို့တွေကရွာတချို့မှာဆို PDF တွေကစက်တိုက်စီယုံရင်ဆင်းနေရလည်းရှိတယ်။ဒါတွေမသိလို့တတိပေးနေတာနေမှာတိုင်းဒေသနဲ့ကံဖွဲ့တွေရဲ့မြောက်ပေပေးမှုကြောင့်အင်အားကြီးထွားလာတဲ့ PDF ဖွဲ့တွေကိုတိုင်းရင်တပ်ဖွဲ့တွေအနေနဲ့တတိထားပုံနဲ့ရန်သူကိုအထင်မသေးဖို့စစ်ကောင်ဆောင်ရအောင်လုံးကပြောထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့အရာရင်းမြက်နောက်ဖက်ကျမ်းမှာတရှိတဲ့ကပ္ပစာစာယုံတွေကလက်နက်ခရံတွေထုတ်လုပ်မှုကြာတင်လာတဲ့အကြောင်းပြန်ဆက်ပေးပါမယ်။အာရခတ်တော်အင်းဦးဆောင်တဲ့ပူပေါင်းမဟာမိတ်ကြီးတဲ့တိုက်ပွဲစတိုင်ဖြစ်ပွားနေတဲ့အရာရင်းမြက်နောက်ဖက်ကျမ်းမကွေးတိုင်းနဲ့ပဲခူးတိုင်းကျမ်းမှာတရှိတဲ့ကပ္ပစာကာကွယ်ပစ္စည်းစာယုံတွေမှာလက်နက်ခရံတွေထုတ်လုပ်မှုကြာတင်လာတာကိုတွေ့ရတယ်လို့ဒေသရင်းစီလေးလာနေသူတောင်းကပြောပါရယ်။ ပထမတစ်ချက်ကတော့ဆက်သွယ်ရေးနဲ့တင်ယူပို့ဆောင်ရေးပေါ်ကမ္ဘာစားစက်ယုံတင်ယူနဲ့တင်ယူချမ်းအရင်လိုတွာလာလို့မလွယ်တော့ဘူးတော်လိုင်းတက်ဖွဲ့တွေကဒဏ်တချို့ကိုဖြတ်တောက်ထားတယ်ကမ္ဘာစားစက်ယုံတွေဆိုတာကလိုအပ်တဲ့ပစ္စည်းတွေကိုတခုချင်းစီလိုက်ထုတ်တာများတယ်အဲ့ဒီအစိပ်ပိုင်းတွေကိုကမ္ဘာစားစက်ယုံတခုမှစုပြီးတက်စင်တာအခုကစက်ယုံတခုနဲ့တခုကြားထုတ်လို့ရအစိမ့်အပိုင်းတွေကိုအလွယ်တကူပို့လို့မရတော့ဘူးတချို့ကမ္ဘာစားစက်ယုံတွေကိုဆိုရင်တော်လိုင်းတက်တွေရဲ့လက်နက်ကြီး နောက်တကန်းစာပဲရှိတော့တယ်လို့ပြောတယ်ဒုတိယတစ်ချက်ကကမ္ဘာစာစံယုံတွေမှာရှိနေတဲ့စစ်သားတွေကိုစစ်မြေပြင်ကိုစစ်တပ်ပို့ဆေးလို့တလို့စံယုံတွေကိုအချိန်ပြေကာဝင်နေရတဲ့အတွက်စစ်ပစ္စည်းထုတ်လုပ်မှုဘက်ကိုဥတီမလဲနိုင်တော့တဲ့အတွက်ဖြစ်တယ်လို့ဆိုပါတယ်အခုကမ္ဘာစာယုံတွေကလည်းစစ်သားတွေရှေ့နှံထွက်ရတယ်လို့စံယုံတွေကိုတနေ့လုံးကြီးကာကွယ်နေရတယ်၊လင့်ကင်းကာကင်းယူပါတယ် ဒီတော့စက်ပစ္စည်းတွေထုတ်လုပ်တဲ့အပိုင်းမှာကြာစင်းလာတဲ့အရင်ကလိုထုတ်လုပ်ရေးပိုင်းကိုအချိန်ပြီးမလုပ်ကင်နိုင်တော့ဘူးမကွေတိုင်းကပင်းမြို့နယ်အနောက်ခြံကရခိုင်မြို့မှာနီးပြီးကြတိဆောင်ထားတဲ့ကပ္ပဆာဆက်လင်းမှာလည်းစက်ပစ္စည်းထုတ်လုပ်တဲ့တပ်ဖွဲ့ဝင်တချို့ကိုရှင်ရန်ပို့ထားတဲ့အတွက်စက်ရုံရဲ့လက်ပတ်မှုမှာရက်နေတဲ့အနေအထားကိုရှောင်နေတယ်လို့အရှုံချင်းကာကွယ်ရေးတပ်ဖွဲ့ CDN အရှုံရဲ့တာဝန်ရှိသူစလိုင်းရူချင်းကမီဒီယာတွေကိုပြောထားပါတယ် CDN ဖွဲ့စည်းစေရောကလည်းလက်နက်ငယ်အခြေစံတွေထုတ်လုပ်မှုကြာစင်းတဲ့ပေါ်အတည်ပြုပြောဆိုပါတယ် လက်နက်ခရံမီကျဆိုတဲ့နေရာမှာလက်နက်ငယ်ကြီးလို့ပြောရမယ်9.56ရေ9.6နင်းရေ6မီလီမီတာရေ5.5စက်တနက်ကြီးပေါ့နော်အဲ့ဒီကြီးစံလေးကိုအဓိကအရာရင်းမြေအနောက်ဖက်ကမ်းမှာရှိရဲ့အမှတ်ကိုကာကွယ်ပစ္စည်းစက်ရုံကနေအဓိကထုတ်လုပ်တဲ့ အရင်အဖြစ်တော့အရာရီမြင့်အနောက်ဘက်ကန်ဖြစ်တဲ့အတံမင်းလာမျိုးနဲ့မလုံးအမနစ်ကာကွယ်ပစ္စည်းစက်ရုံကနေထုတ်လုပ်ပေးထားတယ်။ပြီးရင်ဒီဘုံတိအများစုကိုတော့အမှတ်သုံးကာကွယ်ပစ္စည်းစက်ရုံစင်တဲကနေထုတ်ပေးတယ်။လေရင်ကဖြစ်တဲ့အကြီးစားဘုံတိတွေကိုတော့အမှတ်27ကာကွယ်ပစ္စည်းစက်ရုံကစုံကနေထုတ်လုပ်ပါတယ်။အခုလရှိမှာတော့ကပ္ပစ3.27ကလွယ်လို့ကပ္ပစ9ဗရောင်းညောင်ကျေတော့တဝိုင်းမှာတိုင်ပွဲပြင်းထန်လာလို့ကပ္ပစ6တမနီဆက်ယုံဆိုရင်ထုတ်လို့ရပြန်ရနာထားရပြီးလုံချုံရေးကိုလုံနေရတဲ့အနေအထားမျိုးကိုတွေ့ရတယ်။ ပြီးရင်ရေမြုံပိုင်းနဲ့လက်နက်ကြီးအစိပ်ပိုင်းတွေထုတ်လုပ်တဲ့ကပ္ပစ73စက်ရုံကိုလည်းတိုက်ခိုက်တာရှိရဆိုတော့ခရင်နေဘုံတိတွေမှာ primer ဆိုတဲ့အစိပ်ပိုင်းကအရေးကြီးတယ်။စီစံတကူဘုံတိတကူအကျော်သက်ဖြစ်ဖို့အတွက်ခရင်တွေထုံလုံးမှုချုံနေလာရင်ဆိုတာနေမည်မတည်ငြိမ်မှုအတွက်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကတိုက်ခိုက်လာတော့ထုံလုံးကြီးရဲ့လုံခြုံရေးနေမည်စုမှုရေးကိုမြှပ်ပြီးလုံနေရတာဖြစ်တဲ့အတွက် production ထုံလုံးကြီးမှာချုံနေလာတာဖြစ်ပါတယ် ဒါအပြင်လက်ရှိတပ်ဖွဲ့မှာ2024ခုနှစ်ထုတ်ကြီးတွေကိုတွေ့ရှိလာရတယ်လို့စစ်မြေပြင်စစ်ရေးတရင်ရင်းမြစ်တွေကပြောဆိုမှုအပေါ်မှာလည်း CDM ပုံကြီးစင်ရောကအခုလိုပြောပါရယ်အခုတွေ့နေရတဲ့အချိန်ဒီမှာ2024-2025အစိုင်းနံပါတ်တွေပါတယ်အဲ့ဒီနံပါတ်တွေကသူတို့တချို့ဘုံတိတွေဆိုရင်ဖြစ်အားကိုပိုပြင်းပြီးတော့လုံလိုက်တဲ့အနေအထားမျိုးရှိတယ်လို့တော့ကျွန်တော်ယူဆတယ်ကြီးစံများများထုတ်ပေးမှရမယ်ဆိုတဲ့ပုံစံမျိုးနဲ့အခုထုတ်တာတွေကိုချက်ချင်းလက်ငင်းတောင်းတဲ့အနေအထားမျိုးလည်းတွေ့ရတယ်လို့ပြောပါရယ် ဒါအပြင်တိုက်ပွဲတွေများပြားတိုက်လာတဲ့ dress စကစီတက်မှာပုံတွေလက်နဲ့ခရံမိကြပြီးအခက်အခဲရှိနိုင်တယ်လို့သတင်းတွေထွက်ပေါ်နေတဲ့ပုံမှာလေကိုကြီးစင်ရောကခုလိုတုံ့သက်ပြောဆိုပါရယ်မြန်မာစစ်တပ်မှာ ခင်ရအဟောင်းတွေကုန်သွားတဲ့အနေထားလို့တော့ပြောရခက်တယ်ပေါ့နော်သူတို့မှာပင်မလက်နဲ့ခင်ရမိစားတက်ဆိုရင်တက်ကြီးသုံးတက်ရှိရင်အဲ့ဒီတက်သုံးတက်ကလည်းနှစ်စဉ်နှစ်တိုင်းလည်း2020ခုနှစ်ဒီတလားတလားအရေးအတွက်သိရှိပြီးထုတ်လုပ်ခဲ့တာရှိရင်ဒါအပြင်ပြင်မခင်ရမိစားတက်ကြီးအပြင်ဆလနဲ့ပစ္စည်းတက်ခွဲပြီးရင်ဆလနဲ့ပစ္စည်းတက်ခွဲပြီးမှရောခင်ရမိစားတွေကပုံထားတာရှိရင်ပြီးရင်တိုင်းစစ်ထနာချုပ်တွေမှာလည်းတိုင်းအရန်ခင်ရဆိုပြီးပြီးတဲ့ပုံထားတာရှိရလို့ပြောပါရတယ် အီယာရီမြင်းအနောက်ဖက်ဒေသမှာတည်ရှိတဲ့စက်ရုံတွေမှာကပ္ပစ9ရန်ချက်စက်ရုံအုပ်ရှိပင်ကမြိုင်ကပ္ပစ6တန်ရင်ကျိုးစက်ရုံအုပ်ရှိပင်မြောင်ကျောင်းရန်ချက်စက်ရုံကပ္ပစ16အုပ်ရှိပင်မတုံလက်နက်ငယ်ကြီး3.5 5.5 6.6နကိုမမကြီးစံလေးထုတ်လုပ်တဲ့ကပ္ပစ9အုပ်ရှိပင်ကြောက်ဖူးလက်နက်ငယ်ကြီးစံလေးထုတ်လုပ်တဲ့ကပ္ပစ14ငဘဲစေတုတ္တရာအမြောင်နဲ့လက်နက်ကြီးကြီးတွေထုတ်လုပ်တဲ့ကပ္ပစ8စင်ပံဝဲ ၄၀မမတန်ဝေးပြည့်ရင်တင်ဒုံးလေးထုတ်လုပ်တဲ့ကပ္ပစ၁၀အထက်မင်းလား၆၀မမ၆၁မမ၁၂၀မမပေါင်းတိလေးထုတ်လုပ်တဲ့ကပ္ပစ၁၂တရက်ရှီမြုံဝိုင်းနဲ့လက်နက်ကြီးအစိပ်ပိုင်းတွေထုတ်လုပ်တဲ့ကပ္ပစဆက်လုံးအထက်မင်းလားမော်တာကြီးစံအမြောက်ကြီးစံ၅၅၅၅၅၆ထုတ်လုပ်တဲ့ကပ္ပစနဲ့အထက်မင်းလားလေကြောင်းရင်ကာကွယ်လက်နက်ထုတ်လုပ်တဲ့ကပ္ပစ၂၀စေတုတ်တရာကိုကြည့်ရှိရဲလို့ပြောပါရယ် ညောင်ကျိုးကိုအာရခတက်တော်နဲ့ပူပေါင်းတက်ဖွဲ့တွေကတင်ပတ်ပြီးရတဲ့ပဲခူးအနောက်ချန်ကပါစာတွေကိုအေးနဲ့ပူပေါင်းတက်တွေကမကြမီဝင်ရောက်တိုက်ခိုက်တော့မဲ့သဘောကိုတွေ့ရတယ်လို့လည်းရေးသားဖော်ပြထားပါရင်ဆလဘီတမှုမျိုးကိုအခုနှစ်တွင်ရအောင်သိနိုင်ရေးကြိုးပမ်းမယ်လို့ပီဒီရဲ့ရေပေါ်များပြောတဲ့အကြောင်းတင်ဆက်ပြီးပါမယ်အိန္ဒိယမြန်မာနယ်စပ်ရှိတမှုမျိုးကိုအခု2025တွင်သိမ်းပိုင်နိုင်ဖို့စစ်ဆင်ရေးစတင်နေပြီးသိမ်းနိုင်ဖို့အတွက်ကြိုးစားတော့မှဖြစ်ကြောင်းတမှုခရိုင်ပြည်သူ့ကာကွယ်ရေးတမတော် PDF ရဲဘော်တွေကပြောပါရယ် ဧပြီ29ရက်ကပြုလုပ်တဲ့ကပွန်ညီနောင်ကမ်ပိန်းမှာပြည်သူများပါဝင်စေဖို့နှိုးဆော်တဲ့စကားဝိုင်းဆွေးနွေးပွဲမှာတမူးခရိုင်အမတ်တရင်နဲ့အမတ်နဲ့တရင်မှာရဲဘော်တွေကတမူးမျိုးသိစစ်စင်ရေးအရေးပါမှုကပွန်ညီနောင်ကမ်ပိန်းမှာပြည်သူများပါဝင်ဖို့လိုအပ်ဖို့အခြေအနေတွေကိုဆွေးနွေးပြောကြားခဲ့တာဖြစ်ပါတယ်။တမူးခရိုင်တွင်စစ်စင်ရေးကအခြားခံများနဲ့မတူဘဲတော်လိုင်းတပ်များအနေနဲ့စစ်ကောင်စီကိုတမကပြူစော်တီကတဲ့နာကရှမ်းနီ SNL ကိုပါတိုက်ခိုက်ရတာဖြစ်ကြောင်းတမူးခရိုင် PDF ရဲဘော်တို့ကပြောပါတယ်။ တမိုးမြို့မှာစစ်ကောင်စီနဲ့ပါစီဖူစော်တီအားကောင်းတလို့ကတဲ့နေနာကလက်နက်ကန်တွေကအိန္ဒိယနိုင်ငံတွင်သွာလာနိုင်တဲ့အခြေအနေရှိကြောင်းတမိုးမြို့ရရှိဖို့အတွက်တိုက်ခိုက်ဖို့စင်ကုန်မှုများစွာရှိတော်လဲအမြန်ဆုံးတိမ့်ပိုင်ထိန်ချုပ်နိုင်မှာအခြားခရိုင်များတိမ့်ပိုင်နိုင်ရင်များစွာအထောက်အကူပြုစေမယ်လို့စကားဝိုင်းဆွေးနွေးပွဲမှာပါဝင်တဲ့တမိုးခရိုင် PDF ရဲဘော်တွေကပြောပါရီစစ်ကောင်စီအင်အားနည်းတဲ့ဆိုပေမဲ့တိုင်းရမယ့်နေရာကအရှမ်းကျေပြတဲ့စစ်တပ်တခုနဲ့ကြီးရွယ်ပြီးတိုင်းရမှာမဟုတ်ဘူးရဲဘော်တွေကတော့အကောင်းဆုံးထိစူးစမ်းသွားမယ် ဒီနှစ်ထဲမှာဒီမျိုးကိုတိမ်ပင်အကောင်းဆုံးရအောင်လှုံ့ဆော်သွားမယ်လို့တမုခရံ PDF ရေဘော်ကပြောပါရယ်။ဒါကြောင့်အကြရှုံးနေနေနဲ့အောင်မြင်မှုရအောင်လှုံ့ဆော်နိုင်ရေးအတွက်ကပေါ်ညီနောင်ကမ်းပိမှာပါဝင်သွားဖို့ပြည်သူများကိုတိုက်တွန်းလိုဆောင်လက်ရှိတိုက်ပွဲများမှာရေဘော်အကျိုးမကျဆုံးတင်ပင်ကျဆုံးခဲ့ရကြောင်းကြီးကအုတ်ထုတ်များအပြည့်အဝမစင်ပြီးနိုင်လို့ဖြစ်ကြောင်းပြောပါရယ်။ပြည်ရင်းပြည်ပါကုညီထောက်ပံ့နေတဲ့ဖွဲ့များပါဝင်ပြည်သူများရဲ့ပါဝင်မှုတော်လိုင်းတက်များပူပေါင်းပြီးတမူးမြို့တိန်စစ်စင်ကြီးကိုတချီတဲ့ရုံလိုက်ပါကကြံမျိုးတွေကိုထိုးစစ်စင်ရမှာ ထောက်ပံ့ပါဝင်ချတဲ့လိုအပ်ချက်များပုံမဖြည့်ဆည်းနိုင်မယ်လို့ပြောပါတယ်။တမူးမျိုးဆိုတာကိုကျွန်တော်တို့ထိန်းချုပ်နိုင်ပြီဆိုတာနဲ့ကလေးမျိုးဆိုတာသိနိုင်ဖို့တော့မခဲတော့ဘူးလို့တမူးကရဲ့ PDF ရေပေါ်ကပြောပါတယ်။လက်ရှိမှာပြည်သူများအနေနဲ့လေးချောင်းရံတတိပြုကိုလည်း၎င်းတို့ကတတိပေးထားပါတယ်။စစ်ကောင်စီကလူကြောင်တိုက်ခိုက်ရာပြည်သူရှိရာနေရာတွေကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်နေတာကိုတွေ့ရတယ်လို့ပြောတယ်။အဲဒီလိုတိုက်ခိုက်နေမှုကပြည်သူနဲ့တော်လိုင်းတပ်ဖွဲ့များကြားတွေ့ခွဲနေတာဖြစ်ကြောင်းတော်လိုင်းတပ်များရှိလို့ပုံကျဲခံရတယ်လို့အမည်ကိုရိုက်ထည့်နေခြင်းဖြစ်ကြောင်း ်ပီဒီအက်ရဲဘော်တွေကပြောပါတယ်စပန်တန်ကလေးနဲ့တမူးခန်နေပါဝင်တဲ့ကဘော်ဒေတာလူမျိုးရေးအထူးစားပေးဆောင်ရည်နေကြောင်းအမျိုးသားညီညွတ်ရေးဆိုရာ NGO ကကွေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးရီမွန်ကမလ20ရက်မှာပြောကြားထားပါတယ်ကဘော်ညီနောင်ကမ်ပိန်းဖွင့်ပွဲအခမ်းအနားကိုမလ22ရက်ညပိုင်းကကျင်းပခဲ့ရာဝင်းကြီးဥယျာဉ်မွန်တက်ရောက်ခဲ့ပြီးအဲ့ဒီလိုပြောကြားခဲ့တာပါကဘော်ညီနောင် project ကိုမလ22ရက်ကစတင်က AB20 ရက်ထိသတ်မှတ်ထားပြီးရှမ်ပုံဝေးကျပ်သိန်း1000ရရှိဖို့ရှာဖွေဖို့ရှိခဲ့ထားကြောင်း အတိပေးထားပါရီအခုရန်ပုံငွေရှာဖွေမှုကအဖွဲ့စလီပွဲအတွက်လှုပ်ဆောင်နေတာဖြစ်ပြီးပြည်သူများတက်နိုင်သည့်ပါဝင်ကြဖို့တိုက်တွန်းထားပါရီစီအတွင်းမြင့်တဲ့အိန္ဒိယနယ်စပ်ကြားဂျန်ဝဲလူပြည်ဒေသဖြစ်တဲ့ကပေါ်ဒေသကအမတ်တစ်စစ်ဒေသရဲ့အရေးကြီးတဲ့ဒေသဖြစ်ပြီးအဲ့ဒီဒေသမှာကလေးနဲ့တမိုးမျိုးများပါဝင်နိုင်ကြောင်းဝီစီဦးရင်မောင်ကပြောပါရီနိုင်ငံရေးနိုင်ငံခြားရေးကုန်သွယ်ရေးနဲ့စီရင်ရသမိုင်းတခြားအရေးပါခဲ့တဲ့အဲ့ဒီကပေါ်ဒေသကိုလွတ်မြောက်နိုင်မည်ဖြစ်ရေးဦးစားပေးဆောင်ရွက်ဖို့ရှိကြောင်း၎င်းကဆိုပါရီ ကမ္ဘောဂျန်ဝမ်ကစကိုင်းဒေတာကြီးအနောက်ပိုင်းမှာတည်ရှိတဲ့ကောမီချိုင်ဝမ်တစ်ခုဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမဏိပူရာပြည်နယ်ရဲ့နယ်နိမိတ်နဲ့နီးကပ်စွာတည်ရှိပါတယ်။ကာကွယ်ဝင်ကြီးဌာနအမတ်တင်စစ်ဒေတာအနေနဲ့လည်းအဲ့ဒီဒေတာနယ်မြေလုံမြောက်ရေးကိုအထူးဦးစားပေးနေတဲ့စဉ်စားဆောင်ရွက်နေရလည်းရှိရလို့ပြောရပါမယ်လို့ဝင်ကြီးဦးရင်မောင်ကပြောပါတယ်။တော်လိုင်းစာပိုင်းကလေးကကာကွယ်ဝင်ကြီးဌာနနဲ့မဟာမိတ်တိုင်းဒေသတော်လိုင်းဖွဲ့တွေဖြစ်တဲ့ကချင်း၊ကရင်၊ချင်း၊စီအန်နဲ့ CNA, PNE, PNBB, KAA, ABS တို့တို့ပါဝင်တဲ့ပို့ဟုတ်ကုတ်ကင်းနဲ့ပေါင်းဆက်ညီနိုင်ကော်မတီ C3 စီရဲ့သဘောတူဆုံးဖြတ်ချက်အရအမတ်တစ်စစ်ဒေသကို2022နှစ်လယ်ပိုင်းမှာစတင်ဖြစ်ပွားခဲ့တာလို့ရှင်းပြပါရယ်။ကလေးနဲ့တမုခရဲ့နှစ်ခုစလုံးမှာနည်းမြေစိုးမှုထိန်းချုပ်မှုကို PDF တမတော်ကအဓိကရယူထားကြောင်းစစ်ကောင်စီလုံးဝကင်းစင်ခြင်းမရှိသေးတော့လေတနေ့လုံးကို PDF များထိ ंछ ုပ်ထားကြောင်းရှင်းပြပါရယ်။ကလေးနဲ့တမူတို့မှာသာစစ်ကောင်စီအကျဉ်းချံများရှိနေတယ်လို့ဝင်းစည်းဥယျာဉ်မှကပြောကြောင်းသတင်းမှဖော်ပြပါရှိပါရဲ့ရှင်။